ားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြသပေးမှာတော့ဒီ M810 label printer လေးအကြောင်းပဲဖြစ်ပါတယ်ဒီ printer လေးကိုကျွန်တော်တို့ resin mood label မှုဘယ်လိုချိန်မလဲဆိုတာလေးပြပေးပါမယ်ဒီ power ဆိုတာလေးကိုနှိပ်ပြီးတော့ setting လေးတွေကိုသွားပါမယ်ခင်ဗျာဒီ protocol မှာ smart label esc tspl cbcl စသဖြင့်ရှိပါတယ် smart label smart label ရဲ့ tspl ရဲ့ cbcl ကကြတော့ကိုသုံးမဲ့ label application ပေါ်မူတည်ပြီးတော့လိုက်ရောညီထွေးအသုံးပြုနိုင်ပါတယ် esc ကတော့ဘောင်ချာထုတ်တဲ့ receipt မှုအတွက်ပဲဖြစ်ပါတယ်ကျွန်တော်ကတော့လောလောဆယ် tspl မှုလေးပါထားပါမယ် tspl မှုလေးရွေးပြီးတဲ့အခါဆက်လေးက auto သွားသူ reset ဖြစ်သွားပါတယ် ပါဝါလေးပြန်ဖွင့်ပေးပါမယ်။မူလေးက TSPL မူလေးဖြစ်သွားပါပြီ။ကျွန်တော်တို့ဒီ printer လေးကို အရင်ဆုံး Bluetooth နဲ့တွဲပါမယ်။ password က၃ညာလေးလုံးပါ။ ီ open label application လေးကို printer လေးထဲကို label လေးရေးထည့်မယ်ဆိုရင်အပုံးလေးဖွင့်ပါမယ်ခင်ဗျာဒီအထိုင်လေးကတော့မိမိလိုအပ်သလိုရွှေ့လို့ရပါတယ်ခင်ဗျာဒီအောက်လေးကနေလိုလေးတွန်းပြီးတော့လိုအပ်သလိုရွှေ့လို့ရပါတယ် label လေးလေးကိုထည့်ပါမယ်ထည့်ပြီးတဲ့အခါမှာအထိုင်လေးကို adjust လုပ်ပါမယ်ပြီးတဲ့အခါအပုံးလေးပြန်ပေးပါမယ်ခင်ဗျာ open label application ကိုတုံးပြီးတော့ print လေးထုတ်ပြပါမယ်ခင်ဗျာပရင်တာလေးကိုရွေးပါမယ်ပရင်တာလေးကပထမဆုံးချိန်ချိတ်ဆက်တာဆိုလို့ရှိရင်သူက test လေးလုပ်ပါမယ် test လေးလုပ်တဲ့အခါမှာခုနကျွန်တော်တို့ထည့်ပေးထားတဲ့ DSPL protocol လေးဖြစ်တဲ့အတွက် DSPL လေးကို test နဲ့ကြည့်ပါမယ်နှစ်ခုထွက်လဲမေးတာဖြစ်ပါတယ်နှစ်ခုထွက်လာတာဖြစ်တဲ့အတွက် tool လေးကိုထည့်ပေးလိုက်ပါမယ် okay လေးနှင်လိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါကျွန်တော်တို့လိုချင်တဲ့ label လေးကို print ထုတ်ပါမယ် 结束吧了，对吧？